တော့နိုင်ငံမှာချိန်ဆွဲထားတဲ့လက်ဆွဲတော်ငှက်ကြီးတော်သားကိုယူလိုက်ပါလေထို့နောက်ခွန်လုံးဘော်ကိုတက်လိုက်ပြီးမျက်နှာကျက်ကြောက်ပြားကိုဓာတ်နဲ့ထိုးခွဲကာအထဲကိုနှိုက်လိုက်ပါလေအထဲကအဝတ်နဲ့ပတ်ထားတဲ့ချော်လုံးမျိုးစနက်ပါလာပါလေဖိုးတို့ကငှက်ကြီးတော်ကိုလွှဲလိုက်ပြီးချော်လုံးမျိုးကိုလွှဲတဲ့ထဲကလွှဲလိုက်ပါလေထို့နောက်အင်ဒီကားကိုတော့ခတ်ခါအပြင်ကိုထွက်ဆောင်နေပါလေစံမရဲ့ကားပြန်ရောက်လာပါလေဟေးစံမသူတို့မော်တော်ဝင်နေခဲ့ပြီလားမော်တော်မောင်းနဲ့မန်နီယောရှိတယ်မလားစံမကခေါင်းကိုခါပြပါလေ ကနာဒါမော်တော်တွေအားလုံးဂျပန်ဘုရားမိပြီးမြုပ်ကုန်ပြီကိုဖို့တို့ဟာဒါဆိုဘယ်လိုလုပ်ကြမလဲဘာကြီးဖို့စင်သည့်ခိုဘကန်းကလာတဲ့မော်တော်စည်းရှိတယ်အဲ့ဒီပေါ်တင်ပေးထားခဲ့တယ်လင်းလင်းပြန်လာခင်မော်တော်ကထွက်မှာကောက်ဝတ်တော့ကိုဖို့တို့ဟာဟဲ့ကောကနမတို့ကိုဆောင်းအောင်ပဲကွာသူတို့မလာသေးဘူးမော်တော်ကထွက်တော့မှာကိုဖို့တို့အခုတော့ကျွန်တော်နဲ့ဘာကြီးဖို့စင်မနေ့တောင်းမှထားလို့ဆောင်းနေတာလာပါဗျာဖို့တို့ကကနမတို့နာမည်ဘက်ကိုကြည့်ပြီးတွေးဝေးနေပါလေ နည်းနည်းလာပါဗျာသူတို့လည်းသူတို့ကသူတို့စီစဉ်တတ်မှာပါတော့ကြာနေတော့တခုအဖြစ်မျိုးနေမယ်လင်းတွေပြန်လာရင်မော်တော်ကလူတွေအကုန်သေးကုန်မှာနည်းနည်းတက်ကိုဖို့တို့စာမကဖို့တို့ကိုအတင်းဆွဲပြီးကားပေါ်ကိုတင်ကကားကိုမောင်းထွက်လိုက်ပါလေရန်ကုန်မြို့ထဲမှာအင်္ဂလိပ်များဥရောပသားများအိန္ဒိယလူမျိုးများနဲ့ဗြိတိရအစိုးရဝန်ထမ်းမြန်မာများဟာအိန္ဒိယပြည်ဆင်မလာတို့စုတ်ခွာသွားကြပါလေမြို့ပေါ်မှာမမမိသားစုအများပြားသည်လဲဆွေမျိုးများရှိရာကြီးရွာများကိုတိမ်းရှောင်သွားပါလေ ရန်ကုန်တွင်ကြံ့ရင့်ခဲ့သူများမှာဥရောပအတိုင်းဝန်အိန္ဒိယအတိုင်းဝန်မှာလည်းအရာမဝင်မမာများနဲ့လည်းဆွေမျိုးမေမေရရမရှိလာတဲ့အင်္ဂလိုဘာမာကာဗျားတချို့ကလားဘာမာကာဗျားတချို့သာဖြစ်ကြပါလေသူတို့ဒီတဲ့ရန်ကုန်မြို့မှာအားကိုးရမဲ့စွာနဲ့ကြံ့ရင့်ခဲ့ပါလေရန်ကုန်မြို့တော်စီဝေးရေးအတွက်အခြေခံလုပ်သားများဖြစ်တဲ့တမင်လူမျိုးများထွက်ပြေးကုန်တဲ့အတွက်အိမ်သာဘုံများကိုတင်းစီပေးမဲ့သူမရှိတော့ နန်းတန်ရှိလုံပြီးမဲ့သူများလည်းမရှိတော့လူသေးတောင်းကောင်များမှလည်းမြင်မကောင်းအောင်ပြန်ကျင်းနေပါလေလွန်ခဲ့သောရက်ပိုင်းကစီကားခဲ့သောရန်ကုန်ဟာသွေးပြက်ဖွဲရအနိဋ္ဌာယုံများနဲ့ပြည့်နှက်ပြီးကြံရစ်ခဲ့ပါတော့တယ်